မေကျောက်ခံမှာရှိတဲ့အမြင်ရတွေကိုတက်မတော်ကစတင်သိမ်းယူခဲ့စဉ်ကတည်းကတက်ဆိုင်ရာကိုတင်ပြခဲ့တဲ့ကြောင့်နဲ့အခုလက်ရှိအချိန်မှာလည်းမြေယာပိုင်ဆိုင်မှုအထောက်အထားတွေပြပြီးမှဖြည့်ရှင်းတင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးနေဆယ်ရေးရနဲ့လုံခြုံရေးဝန်ကြီးဘိုးမူးကြီးတင်ဝင်းကမိကျောင်းကံမှာတပိတ်စခန်းဖွင့်ဆန္ဒပြသူတွေကိုပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းကမိကျောင်းကံမှာရှိတဲ့တက်မတော်ကတင်ဆက်ခဲ့တယ်ဆိုတဲ့မြေယာတွေအတွက်တပိတ်စခန်းဖွင့်ဆန္ဒပြနေသူတွေဟာ ညရာတွေကိုပြန်လည်မရမရှိမချင်းဆန္ဒပြမှာဖြစ်တဲ့အတွက်တရဏဂုံကြိုးတင်နေဆိုပြီးတန်ငါ16ပါးကိုပင့်ဖိတ်ပြီးတရားနာဆုံးကတ်ခဲ့ကြပါဗယ်။နေ့လယ်ပိုင်းမှာတော့ရန်ကုန်တိုင်းဒေသကြီးနေဆက်ရေးရနယ်လုံခြုံရေးဝန်ကြီးကဆန္ဒပြနေသူတွေနဲ့ဆွေးနွေးဖို့အတွက်တင်ငန်းကျုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှချိန်ဆခဲ့ပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့26ရက်နေ့ဖွင့်နေရကျွန်တော်တို့ရှိဘာမှလာမပြောသေးပါဘူး။ဒီနေ့28ကြိမ်မြောက်မှာလာပြောတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီနေ့အတန်ဃာတော်တွေ ဟလာကျွန်တော်တို့ဒီမျိုးမရမချင်းဟလာတနကုံ၃ပါးကိုစောင့်တည်ပြီးတော့အသေးခံပြီးတောင်းဆိုမယ်ဆိုပြီးတန်ခါတွေကိုကျွန်တော်တို့ဖိတ်ပြားတယ်၂၀နဲ့တပါအဲ့လိုဖိတ်ကြားတဲ့နေ့မှာမှတို့တို့အခုလိုလာရောက်ပြောဆိုခြင်းဖြစ်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကပြစ်မှုတစ်ခုကိုကျူးလွန်တဲ့သူကျူးလွန်သူလားထောင်ကြတယ်မကျူးလွန်ရင်ဘယ်လိုလုပ်ထောင်ကြမလဲကျွန်တော်တို့ကဒီကလေးကိုဥနဲ့မညီဘူးနာလို့ဟလာပြစ်မှုကိုမကျူးလွန်မယ်နဲ့ကျွန်တော်တို့ကအရန်ကာရောထောင်နဲ့ထည့်ထားတာလေမရှိပါဘူးခင်ဗျားတို့ကျွန်တော်တို့က ြည်သူတွေအတူတူပါပဲကျွန်တော်တို့ကလည်းပြည်သူပါပဲခင်ဗျားတို့ပြည်သူပါပဲကျွန်တော်ကျူးလွန်ရင်လည်းကျွန်တော်ထောက်ကျွန်တော်ရောက်ပါပဲခင်ဗျားတို့ကျူးလွန်ရင်လည်းခင်ဗျားရောက်ပါပြည်သူမဆိုဒီပြတ်ဥပဒေကိုပြတ်ထန်းထားတဲ့ပြတ်ထန်းချက်ကိုကျူးလွန်ခဲ့ရင်တော့ကျွန်တော်တို့ဒီဘလို့မှဒီကျူးလွန်တဲ့ပြစ်ဟိုနေမတတ်မတားပြစ်ဒဏ်တော့ခံရမှာသူပြစ်ဒဏ်ပြီးသွားတဲ့ခါကျတော့သူလွတ်မှာပဲဒါတော့ဓမ္မတာပဲဒါကိုကျွန်တော်တို့ကလွတ်ပေးပါဆိုတဲ့ဥစ္စာကျွန်တော်တို့ကမရပါဘူးဒါဥရိယတရားယုံကစီမံတိုင်းနဲ့ တရားဥရိယဆောင်ရထားချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့မြေသိမ်းဥပဒေနဲ့မညီပဲတည်ယူသွားသောမိချောင်းကံမိအားတာဝန်ရှိသူတာဝန်ယူသူမှလာရောက်ဖြစ်ရှင်းပေးရဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အရင်ကတည်းကလည်းကျွန်တော်ဖြစ်ရှင်းပြီးသားပါဒါဘလို့ဘလို့ဘလို့တမန်းချောင်းနဲ့ကျွန်တော်ဒါစီပင်ဟိုလာစီပင်ယုံမှာကျွန်တော်ဒါအော်တိုဝါ3ရက်နေ့ကျွန်တော်နေ့လယ်3နိုင်မှာကျွန်တော်ရှင်းပြီးသားပါဒါအဒီက နော်ကျွန်တော်တို့ဖွဲ့ကြီးလည်းပါပါတယ်အဲ့တော့အဲ့ဒါအရင်နဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကတာဝန်ယူတာဝန်ခံမှုမရှိပါကအိန္ဒိယမှာလုံအောင်အစုပ်ကပြေးမဟုတ်ကြောင်းကြီးညာအပ်ပါပြီဆိုတာဒါလေးကလည်းခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့ကလုံးတဲ့နေရာမှာအများသူကသွားတဲ့လမ်းကြောင်းဖြစ်နေတယ်အများသူကသွားတဲ့လမ်းကြောင်းပေါ်မှာခင်ဗျားတို့ကကိုယ့်အိတ်တစ်ဖွဲဟိုကအမိုးရင်းမိုးပြီးအဆောက်အဦဆောက်ပြီးတော့မှနေနေတယ်ဆိုတာဒါကတော့ခင်ဗျားတို့ခင်ဗျားတို့ပြန်စဉ်းစားကြည့်ပါ ်ရတယ်လို့ရလမ်းကြောင်းပေါ်မှာဆိုရင်လည်းချိပင်းတရားဥပဒေရှိပါတယ်ဒါဆင်းရဲတာဒီမှာအကြည့်ပါဆင်းရဲတာရအဖွဲ့လိုက်ပါပါဒီလမ်းကြောင်းပေါ်မှာဒီမြတ်သူကတွားလာတဲ့လမ်းကြောင်းပေါ်မှာဟုတ်လားဒီလိုဟာနင်းရဲ့ဆိုရင်ဥပဒေကဘယ်လိုရှိလဲရှိပါတယ်ကျွန်တော်လမ်းလေးလမ်းမကြီးဥပဒေမှာလက်ရှိပြီးသားပါမြတ်သူကတွားလာတဲ့မြတ်သူကဝင်းပေါ်မှာလမ်းမကြီးပေါ်မှာကျူးကျော်တယ်ဆောက်လုပ်တယ်ကျူးကျော်နေတယ်ဆိုရင်ဥပဒေကဘယ်လိုထောင်းတာဘယ်လိုပြစ်တာရှိလဲဆိုတာဒါရှိမှာကျွန်တော်ဥပဒေရှိတာ ဲ့တော့ကျွန်တော်အစီအနေနဲ့ဖြစ်စေချင်တာခင်ဗျားတို့ဥစ္စာဥပရိဒေယဥပရိဘောင်ထဲကနေပြီးတော့ခိုင်မာတဲ့အထောက်အထားနဲ့ကျွန်တော်ဖြစ်ရှင်းစေချင်ပါတယ်ဥပရိမဲ့အခုလိုဟုတ်လားခဏခဏអော်တာခဏခဏសានណပြဆိုရင်ဒါမကောင်းပါဘူးရေရှည်ကြတော့ကျွန်တော်နိုင်ငံအတွက်လက်သိက္ခာကြပါတယ်ကျွန်တော်နိုင်ငံအတွက်လည်းမကောင်းပါဘူးကျွန်တော်တို့လည်းဥပဒေမဲ့လုပ်နေတာမဟုတ်ပါဘူး။ဒါတွေကအာလုံးသိစေချင်လို့ပါ။ဖြစ်နေတဲ့ပြဿနာအားလုံးကို ဘလို့ဖြည့်ရှင်းရမယ်ဆိုတဲ့ညှိနှိုင်းရမယ်ဆိုတဲ့ကိစ္စလေးဥပဒေနဲ့အညီဖြည့်ရှင်းဖို့နဲ့ဒီမှာဖြစ်နေတဲ့တပိတ်စကားမှာဒီလိုကြီးတော့ထားရေးရှိထားရင်မကောင်းတဲ့အကြောင်းကလာပြောတာဟုတ်တယ်ပြုတ်တိန်တာမြုတ်တိန်တာသူတို့အပိုင်းသူတို့ငါပြောဥပဒေတိုင်းပဲဆောင်ရွက်စီခြင်းလို့သူတို့တပိတ်အော်ဒန်းပေါ်ဆန္ဒပြဖို့အတွက်ဥပဒေနဲ့ညီဆန္ဒပြဖို့အတွက်လည်းတင်ပြပြီးတော့ဒုကိုယ်တိုင်ခွင့်ပြုပေးတာပြီလားဟုတ်ပြီနော်အဲ့တော့ခွင့်ပြုချက်တွေတော့ကျော်လွန်နေပြီဒါတွေကိုမလုပ်ဖို့ငါပြောတာ အဆိုပါမိချောင်းကံပြည်သူတွေနဲ့နေဆယ်ရေးရနယ်လုံခြုံရေးဝန်ကြီးတွေ့ဆုံပွဲမှာစီပင်အုပ်ချုပ်ရေးမှူးဥပဒေအရာရှိအိုးအိမ်ဦးစီးဌာနတို့ကတာဝန်ရှိသူတွေပါဝင်ခဲ့ကြပြီးအဲ့ဒီနေနေရာတွေကို1898ခုနှစ်အောက်မြန်မာပြည်မြို့ပြကျေးရွာအဥပဒေပုံမှန်17နဲ့တည်ယူခဲ့တာဖြစ်တယ်လို့အိုးအိမ်ဦးစီးဌာနကတပိတ်စခန်းဖွင့်နေသူတွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်